င်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကတော့တောက်ကြနေပါတော့။ဒီနေ့ညမှာဆိုလို့ရှိရင်လည်းကစားမဲ့ပွဲစဉ်တွေတော်တော်များများရှိသေးတယ်ပေါ့နော်။အဲ့တော့ဒီနေ့ကစားသွားမဲ့ပွဲစဉ်တွေကနေပြီးတော့မှအချိန်ဆုံးပွဲစဉ်တစ်ပွဲအနေနဲ့ဆိုလို့ရှိရင်ကမ္ဘာဖလားခြေစစ်ပွဲစဉ်ဥရောပစုံပွဲစဉ်တစ်ပွဲကိုဒီနေ့မှာကြိုတင်ပြီးတော့သုံးသပ်ပေးမယ်ပေါ့နော်။အဲ့တော့တခြားသော Legend ပွဲစဉ်တွေရဲ့၃၀ချက်တိတိပြီးတော့တခြားမောင်းတွဲတွေပေါ့နော်ဒါတွေအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram Channel တွေမှာတင်ပြရပါတော့။အဲ့တော့ Viber Channel Link ကို Telegram Channel Link ကို DBOG က Comment မှာ Pin Comment အနေနဲ့ထောက်ပြရပါတော့။ဝင်ပြီးတော့ Join ထားလို့ရပါပေါ့။အဲ့တော့ဒီနေ့ဒီတုံးသက်ဖို့ရွေးချယ်ပေးထားတဲ့ပွဲစဉ်ကကျွန်တော်ဒီနေ့ည7:15မှာကစားမယ်။ကဘာဖလားခြေစပွဲစဉ်ဥရောပဆုံးပွဲစဉ်တွေကတပွဲဖြစ်တဲ့ Iceland နဲ့ Ukraine တို့ရဲ့ပွဲစဉ်ပေါ့နော်။အဲ့တော့အဲ့ပွဲစဉ်ရဲ့လက်ရှိပေါင်းကြည့်ကျွန်တော်ပြင်ချင်း Ukraine က တေးကြိုင်ပြန်20ရှုံမယ်ပြီးတော့9ပေါင်းအနေနဲ့ဆိုလို့ရှိရင်9ကိုသွင်းအပြား60ရှုံမယ်ပေါ့နော်အဲ့တော့ဒီအိုက်စလန်နဲ့ယူကရိန်းပေါ့နော်ဒီနှစ်သင်းရဲ့နောက်ဆုံးထိတဲ့တွေ့ဆုံခဲ့တဲ့အချိန်တော့ကတော့ယူကရိန်းကဒါသူအင်ရှင်အနေနဲ့အိုက်စလန်ကိုအခန့်ကစားခဲ့ပြီးတော့နိုင်ထားခဲ့ဦးပဲပေါ့နော်အဲ့တော့ဒီပွဲကအိုက်စလန်အနေနဲ့သူတို့ရဲ့အင်္ဂွင်မှာရပပန့်တစ်ခုပြန်ပြမယ်ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိအိုက်စလန်ရဲ့အင်္ဂွင်ဖောင်ကျွန်တော်ပြင်ချင်းတော်တော်လေးကောင်းတယ်နောက်ဆုံးကစားခဲ့အင်္ဂွင်ပွဲချိန်မှာဆိုလို့ရှိရင်လည်းသူတို့အစားပိုင်းကျန်ဟို၅ခုပြည့်နေနိုင်ခဲ့တယ် ပြီးတော့သူတို့အတင်းကကြတော့လေပြင်သစ်လိုမျိုးအတင်းဟိုတော့မှအဝေးကွင်းမှာသူတို့ကဒီပြန်ပြီးတော့တုံ့ပြန်ကစားနိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့လို့သူတို့နှစ်ကိုယ်လုံးနဲ့ရှုံးခဲ့တယ်ပေါ့နော်အဲ့တော့ပြောဆိုလို့ရှိရင်လက်ရှိအိုင်စလန်ကဆက်ပြီးရာနေပြီကိုးရတဲ့ကိုးရဖို့အတွက်ဆိုလို့ရှိရင်စ조사တက်တဲ့အတင်းတင်းဖြစ်တယ်သူတို့အတင်းရဲ့ဆက်ပြီးရာနေပြီတော့ဒီကိုးရနိုင်ဖို့အခွင့်အရေးဖန်တီးတာလေတော်တော်လေးအားကောင်းနေပေါ့နော်ပြီးတော့လက်ရှိသူတို့ရဲ့တိုက်စစ်ပိုင်းကလည်းတော်တော်လေးကိုကိုး ကိုရောင်းအတွင်းနိုင်တဲ့ player တွေလက်ရှိ Iceland မှာရှိနေတယ်ဗောနော်အဲ့တော့ဒီ Iceland နဲ့ဒီတစ်ဖက်က Ukraine ဗောနော်ဒီနှစ်သင်းကဒီပြီးခဲ့တဲ့ Euro 2024 playoff မှာတော့တွေ့ခဲ့ဘူးပဲဗောနော်အဲ့တော့ Ukraine ကဒါနှစ်ကိုတကိုနဲ့ဒီ Iceland ကိုနိုင်ခဲ့ဘူးလေအဲ့တော့ Iceland ကဒီဘွဲကသူတို့အတွက်ဆိုလို့ရှိရင်ဒီပြန်ပြီးတော့ revenge ပြန်ပြောင်းမယ်ပုံစံလေးပဲဖြစ်တယ်ဗောနော်ဒါပေမဲ့လို့ဒါဒီပြီးခဲ့တဲ့ Euro 2024 playoff မှာ တွေ့တိတ်ဆုံခဲ့စဉ်ကယူကရိန်းကနှစ်ကိုးတကိုးနဲ့အိုက်စလန်ကိုနိုင်ခဲ့တယ်ဆိုပေမဲ့အဲ့ဒီပွဲမှာဂရိန်းတို့အဓိကအကီးပလေယာဖြစ်ခဲ့တဲ့မူဒရင်းနဲ့အစင်ချန်ကိုပေါ့နော်ဒီကစားသမား၂ယောက်ကဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်အိုက်စလန်နဲ့ပွဲတော့ပေါင်ဝင်ကစားပြီးနိုင်မှာမဟုတ်ဘူးပြီးတော့လက်ရှိမှာဆိုလို့ရှိရင်ယူကရိန်းမှာကဒဏ်ရာပြဿနာကြီးတော်တော်များများရှိနေတယ်ပေါ့နော်အဲ့တော့ဒီပွဲမှာတို့အိုက်စလန်ကိုနိုင်ဖို့ဆိုတော့တို့တို့အကျဉ်းတွေပေါ့ခက်ခဲလိမ့်မယ်ပြီးတော့ဒီအိုက်စလန်ကိုယ်တိုင်ကလည်းတို့တင်းရအင်းရှင်နေရာနေကစားရတဲ့နောက်ဆုံး၈ပွဲကိုကျွန်တော်ပြန်ကြည့်တို့က၄ပွဲနိုင်တယ် နှစ်ပွဲတည်ကြရဲနှစ်ပွဲရှုံးတယ်ဗောနော်အဲ့တော့အဲ့နောက်ဆုံးအိမ်ဝင်အရှင်နေရာမှာကစားရဲနောက်ဆုံး၈ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်သူတို့ရှုံးခဲ့တာနှစ်ပွဲပဲရှိရဲဗောနော်ပြီးတော့အဲ့ရှုံးခဲ့တဲ့နှစ်ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လိုက်တပွဲကသူတို့ရဲ့နိုင်ငံအိုက်စလန်မှာကစားရတာမဟုတ်ဘူးစပိန်မှာသွားကစားခဲ့ရပြီးတော့သူတို့အသင်းကအရှင်နေရာနေဝင်ကစားခဲ့ရဖြစ်တယ်ဗောနော်အဲ့ဒီတပွဲပဲအဲ့ရှုံးခဲ့တဲ့နှစ်ပွဲမှာဆိုလို့ရှင် ပြောမှာဆိုလို့ချင်းသူတို့ရဲ့အိုက်စလန်မှာကစားပြီးတော့ရှုံးခဲ့ရတဲ့အိမ်ဝင်ပွဲစဉ်နောက်ဆုံး၈ပွဲမှာဆိုလို့ချင်းတပွဲပဲရှိခဲ့တာကိုတွေ့ရလိမ့်မယ်ပေါ့နော်ပြီးတော့ဒီတစ်ဖက်ကယူကရိန်းကိုကျွန်တော်ပြန်ကြည့်ရင်သူတို့ကသူတို့ကစားခဲ့ရတဲ့အဝေးကွင်းနောက်ဆုံး၅ပွဲမှာဆိုလို့ချင်းသူတို့အသင်းက၄ပွဲတိတိနိုင်ဝင်မရသေးဘူးပေါ့နော်အဲ့တော့ပြောမှာဆိုလို့ချင်းဒီပွဲမှာယူကရိန်းအနေနဲ့ဆိုလို့ချင်းအိုက်စလန်ကိုအနိုင်ယူဖို့ဆိုတာခက်တယ်အဲ့တော့ဒီပွဲမှာတော့ကျွန်တော်အနေနဲ့ဆိုလို့ချင်းအိုက်စလန်ကိုပိုသဘောကျတယ်ပေါ့နော်ပြောမှာဆိုလို့ချင်းတည်ရကြရင်တောင်မှအရှုံးမရှိမဲ့ Iceland ကိုဒီနေ့တော့အကြိုက်ဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်ရွေးချယ်ပြီးလိုက်မှာပေါ့